ါအခုဒါကျွန်တော်ရှေ့ရပြတာဒူဘိုင်းက driving center တခုပေါ့နော်ဒီမှာသူတို့ဒီ training ပေးတဲ့ကားတွေပေါ့နော်အဲကားတွေအကုန်လုံးဒီမှာညက်ထားတာပေါ့နော်တော်တော်စင်ကျွန်တော်တို့က waiting area မှာစောင့်နေတာပေါ့နော်အလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဒူဘိုင်းက driving center တခုမှာကားမောင်းသွားတင်တဲ့ floor လေးကျွန်တော်ရိုက်ထားပါဘောနော် driving center ဒူဘိုင်းမှာဘယ်လိုမျိုးကားတွေနဲ့မောင်းကြရလဲပြီးရင် ဘယ်လိုမျိုးစင်တာလဲဆိုတာကိုအလုံးဘူးတူတရစေခြင်းနဲ့အနေနဲ့ကျွန်တော်ဘလော့လေးရိုက်လိုက်တာပေါ့နော်ခုကတော့ကျွန်တော်မထိုးပေါ့နော်မထိုးရထားစီပြီးသွားမှာပေါ့နော်ကျွန်တော် driving center ကဒီမှာကလာတာရီပေါ့နော်ကလာတာရီ driving center လို့ခေါ်ပေါ့နော် ျွန်တော်တချို့ YouTube comment မှာဒီ Dubai ကပေါ့နော် driving license ဘယ်လိုလောရလဲဆိုတာမေးထားတာလေးရှိတယ်ပေါ့နော်အာကျွန်တော်အဲ့ဒါကိုဗီဒီယိုလေးတည်တန်းလုပ်ပြီးတော့တင်ပေးမယ်ပေါ့နော်ဘာတွေဘာ requirement တွေလို့လဲအာဘယ်လိုဆိုရင်ကျွန်တော်တို့ဒီဟိုဟာ Dubai driving license ရှောက်လို့ရလဲပေါ့နော်ပြီးရင်ဘာတွေခက်ခဲမှုတွေရှိလဲပြီးရင်ဘာတွေသိထားမလဲဆိုတော့အကြောင်းလေးကိုကျွန်တော်အာဘလော့လေးတစ်ချာ လုပ်ပြီးတော့တင်ပေးပါမယ်လို့เนาะအာဒါပေမဲ့လောလောဆယ်ဒီနေ့ကျွန်တော်ကဒီ driving center ပေါ့เนาะ driving center ကို driving class ကျွန်တော်လဲဒီ driving drive driving license ရဖို့အတွက်အာဒီမှာကြိုးစားနေရပါတော့အာအဲ့အတွက်ကြောင့်ကျွန်တော် class တွေယူထားတာပေါ့နော် class တွေယူထားတဲ့အတွက်ကြောင့်ကျွန်တော် driving center ကိုသွားပြီးတော့ training သွားယူတာပေါ့နော် training သွားယူလို့ကျွန်တော်အဆင့် တထရောက်လာပြီပေါ့နော် ကျွန်တော်တို့ဒီ driving center ရှိရဲ metro ပေါ်တော့အနည်းဆုံး metro station က equity ပေါ်ပေါ့နော် ကျွန်တော် driving center ကိုသွားဖို့ကြောပေါ့နော်တက်ဆီစီလို့လည်းရတယ်ကျွန်တော်ဒီ bus car လည်းစီလို့ရပေါ့နော်ဒါပေမဲ့ကျွန်တော်တက်ဆီပဲဒီနေ့စီသွားတော့မှာပေါ့နော် Hi there morning How are you sir? Good. Gladari Driving Center. Al? Gladari. Gladari. Yeah. yeah. Where are you from? Are you from? I'm from Sri Lanka.

how to live in uh, family. <laughs> much expensive. No? <laughs> I know, I know, but I'm, I'm just asking. Yeah. How long been here, sir? I've been here only two years. Two years, sir. Yeah. Okay. So how is life in Dubai? I don't like. You don't like? <laughs> <laughs> I am only staying the only money yeah so, you know sri lanka is a very beautiful country yeah yeah and then the, the cost of living over here yeah. is also crazy yeah i understand <laughs> here, yeah no problem We're Starting eating license no? huh? <laughs> yeah <laughs> the final road test. Um, is today? The class. No, it's not today. Yeah. Maybe next week. Yeah. So today will be my last driving class, and then okay. next week, yeah, I'm gonna go for the road test. So, okay, sir. Wish for me. <laughs> yeah, 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 yeah. <laughs> yeah you <laughs> Thank you. Okay. Bye. Okay. Bye. Yeah. Okay. Nice to meet you. Uh, ဒီလင်ကပေါ့နော်ဒီငံမြန်မာလိုပြောမှဆိုတော့ဒီလင်ကပေါ့နော်အင်္ဂလိပ်ဆိုစီလင်ကပြောတာအစီလင်ကနေတဲ့အာဒီမှာရောက်နေလေးနှစ်ရှိပေါ့နော်လေးနှစ်ရှိမြာတက်စီဝဲမောင်းတာပေါ့နော်အာဒီမှာတက်စီသမားတွေကမိသားစုနဲ့နေဖို့နည်းနည်းခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဓိကဒီဟိုပါပေါ့နော် salary အများကြီးမရတာလည်းပါတယ်ပြီးရင် accommodation ကကျွန်တော်တို့ company ကပေးတဲ့ company ကပေးတဲ့ accommodation နဲ့နေရပေါ့နော်အာဒါကတော့သူ့ကိုဟိုတွန်းလိုက်ရင်ကျွန်တော် interview လိုက်တာပေါ့ကြည့်ရတဲ့သဘောတော့ကောင်းပါတယ် အာမေဒမမေဒမမေခွင်းတွေကိုဖြည့်ပြရပါတော့အခုကျွန်တော်အာ driving center ကိုရောက်နေပြီပေါ့နော်ဒါအခုဒါရှေ့ကကျွန်တော်တို့ driving center ပေါ့နော်အာ glada driving center လို့ခေါ်တာပေါ့ဟိုဒါဒီမှာကျွန်တော်က driving class ကို training လာပြီးရပြီပေါ့နော်ဒီ road test ကလည်းကျွန်တော် final road test ကလည်းဒီမှာပဲကျွန်တော်ဖြည့်ရမှာပေါ့နော်ဟုတ်ကျွန်တော်တို့ထည့်ထားမယ်ပေါ့နော် Hi, oh, uh, can I have one Americano? One Americano? Yeah, Americano. just medium. Yeah. Sorry, sir? Huh? Just medium. Medium Americano. Medium, yeah. All right. 16, sir. 16. Pay car. yeah, my card? Yeah, I'll pay my card, yeah. Can I have some sugar? Just brown one. Thank you. ခုကကျွန်တော်အဒီကျွန်တော်တို့ training driving waiting area ပေါ့နော် waiting area ဘက်ကိုကျွန်တော်သွားနေတာပေါ့နော် ုတာဒူဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကားတွေနဲ့ပေါ့နော်ဒီ Nissan Sunny ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ Sedan ကားတော်တော်များများနဲ့ပဲအာသူတို့ training ပေးကြအများကြီးပေါ့နော်ဒီမှာ VMB စားပဲလဲရှိရပေါ့တချို့ဆိုရင် VMB စားပဲယူပြီးတော့အာ training ယူကြလဲရှိရပေါ့နော်ဒါဆိုရင်ဒါ share ကားဆိုတော့ VMB service ပေါ့နော် ဒါကျွန်တော် waiting area ပေါ့နော် waiting area မှာရောက်လာဒါအခုဒါကျွန်တော်ရှေ့ပြတာဒူဘိုင်ရဲ့ drive center တခုပေါ့နော်ဒီမှာသူတို့ဒီ training ပေးတဲ့ကားတွေပေါ့နော်အဲကားတွေအကုန်လုံးဒီမှာရက်ထားတာပေါ့နော်ဘလို့စင်ကျွန်တော်တို့က waiting area မှာစောင့်နေတာပေါ့နော်ကိုယ်လက်လာရဆိုရင်သူကလာခေါ်တယ်ပေါ့နော်ဘလို့စင်ဒီမှာဆိုရင် အာကြောင်းသားတချို့ရှိရပါတော့နော်3500လောက်ရှိရဲအာကျွန်တော် wedding area မှာဆောင်နေကြတာပေါ့နော်ကူတာစေနာရီ20ဆက်ရှင်မလို့သူတို့ရဲ့ student တွေကိုလာခေါ်နေကြတာပေါ့နော်ကျွန်တော် instructor ပဲရောက်နေတယ်မသိဘူးကျွန်တော်ယူထားတဲ့ class ကစေနာရီကနေ7နှစ်ပေါ့နော်4 session ပေါ့နော်4 session 2နာရီပေါ့နော် anh này yêu nó thì tuổi 那那有车老老在那追的，培养的人不得。Ten to twelve. How are you? You are Yeah. Of course, yeah. You? you? don't remember me, I remember you. Yeah, I, you. <laughs> yeah. Oh, I think you. you okay. Are you good? Yeah, good, good. Everything is good? Everything is good. Good, great. Thank yeah. Okay. You open your glass mm-hmm. and right. go for two minutes. Two minutes. Okay, I'll be waiting here. Yeah. Yeah. Yeah, okay, thank you. Okay. Can I do a little blog? He's a really excellent uh, instructor Thank from you. Pakistan, right? <laughs> All of you been here? Like 18 years, right? Yeah, 18, yeah, 18 years. 18 years. So that's really good experience, right? Okay. ကျွန်တော်ဒီနေ့ဒီ driving အာဒီ lesson unit ပေါ့နော်ဒီနားမှာကျွန်တော်တို့အာ instructor ကရက်ပေးရပါဘောနော် instructor ရက်ပြီးတော့ဒီလိုမျိုး black tea ပေါ့နော်ဒီလိုမျိုး black tea အာလကားတောက်လို့ရတယ်တဲ့ဒါကျွန်တော်သိတောင်ပြီးပေါ့နော်ဒီမှာရှင်းလိုက်ကျွန်တော်ရှင်းကိုပြမယ်နော်ဒါဒီမှာဒီလိုထားထားပါဘောနော်ဒါကသူတို့ tea pot ပေါ့နော်သူတို့ဒါဟိုဟာ clips နဲ့သူတို့ join ထားပါဘောနော်အာဒီမှာသူတို့ wire ရှိတယ်ဒီမှာ cap တွေရှိရပေါ့နော်ဒီမှာ disposable disposable cap တွေပေါ့နော် disposable cap တွေပြီးရင်တစ်ခါလေကြာရင်ဒီမှာ mount ထားရလို့ပြောရပေါ့နော်ဒါတော့ကျွန်တော် mount အောင်ကုန်သွားပြီပေါ့နော်အာဒီမှာ plastic sweater မျိုးပေါ့နော် ဒါဒီမှာ free ပေါ့နော်ဒါကျွန်တော်ခုမှစသိတာပေါ့နော်သိတော့မသိဆိုတော့ပြောလဲဆိုတော့ဒီမှာဟိုဟာတဲ့အဲအဲ့လိုမျိုးနေရာတွေ့ရဆိုရင်တဲ့ဟိုဟာကိုယ့်အကိုကိုယူတော့လို့ရရပေါ့နော်အာဒါ free ပေါ့နော်အာမစိုးဘူးနော်ဒါမျိုးလေးရှိတာဒူဘိုင်းမှာအာဒါပထမဆုံးကျွန်တော်သိရပဲအာတောက်ကြည့်တော့က bloody bloody ဟိုမှာပါလဲဆိုတော့နည်းနည်းဟိုဟာ sugar ထည့်ထားပေါ့နည်းနည်းလေးချိုးနေတာပေါ့နော် Okay Hi everyone. Um, this is Mr. Mazurati. He is um, an instructor in Gladari. So if you want to book with him, and then you can book with him. Your bank account number is. Uh, four three five. Four three five. He is a really good instructor, and then he speaks really like clear English. So I recommend him to everyone from my country or from other country as well. Thank you so much. Thank you, everyone. Bye bye. Yeah. kuma uh, jono driving class bila wano kuna ဒီကျွန်တော် instructor သူ့နာမည်ကဘယ်သူလဲပြီးရင်သူ့ van he can number ပေါ့နော်သူ့ van he can number ကဘယ်လောက်လဲ ਨੇ ပြီးရင်အာသူ့ ਨੇ fucking လောက်လို့ရရပေါ့နော်သူကမစိုးအာတခြားလူတွေလို့ဟို English ကဟောပေါ့နော်အာအရန်ကြီးဟို fluent မဟုတ်ပြီမှာဒါပေမဲ့ तू อ่ะဟို तू instruction ပေးရဟောပါတော့ clear ဖြစ်တယ်ပေါ့နော် clear clear လည်းဖြစ်တယ်ပြီးရင်အာသူပေးတဲ့ instruction တွေကလည်းအာဟိုဟာဖြစ်တယ်ကောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော် recommend လုပ်တာပေါ့နော်ဘလော့စင်ကကျွန်တော်ကဒီ drive school ထဲမှာရှိသေးတာပေါ့နော်ခုဒါကတော့ကျွန်တော်ဟိုပါပေါ့အာ drive center တွေကိုပြန်ရောက်လာပေါ့နော်ခုချိန်ထိတော့အကြောင်းသားတွေဒီမှာရှိနေတော့မယ် တော်တော်စင်ကျွန်တော်က driving center အမှာပဲရှိသေးတယ်ပေါ့နော် final road test ကိုကျွန်တော်ကိုကင်လောက်ဖို့အတွက်စောင့်နေရပေါ့နော်ဟုတ်စင်ကိုကျွန်းနဘာမရသေးရအတွက်စောင့်နေရပါတော့။အာ final road test ကတော့ကျွန်တော်ဒူဘိုင်းမှာနောက်ဆုံး test ပေါ့နော်။ final road test ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောင်သွားရဆိုတော့ driving license ရတယ်ပေါ့နော်။ကျွန်တော်ရှေ့တော့ကျွန်တော်အဲ့ဒါကိုအာပြောပြခဲ့ပြီပေါ့နော်။အာဒါပေမဲ့အားလုံးအသေးစိတ်ကိုတော့ကျွန်တော်ဗီဒီယိုတီးတဲ့တစ်ခုလုပ်ပြီးမှပြောပြပေးမယ်ပေါ့နော်။ အဲ့တော့ဒီနေ့ vlog လေးကတော့ကျွန်တော်တို့ဒီ Dubai ပေါ့နော် UAE Dubai driving center တခုမှာကျွန်တော် driving class လာယူတယ်ပြီးရင် driving center ဘယ်လိုပုံစံမျိုးလဲပြီးရင် instructor ဘယ်လိုလဲအာပြီးရင်ဘယ်လိုကမျိုးတွေမောင်းရတယ်ဘယ်လို training လုပ်ရတယ်ဆိုတော့အာအကြောင်းအရာလေးကိုကျွန်တော်အားလုံးကိုအာဘုဒ္ဓတက်ရအောင်လို့ကျွန်တော် vlog လေးလုပ်လိုက်ချင်မှဖြစ်ပါတယ်အဲ့တော့ဒီနေ့ vlog လေးရောဒီလောက်ပါပဲဒီနေ့အပြင်မှာအရင်နေပွဲပေါ့နော်လောလောဆယ်ကျွန်တော် အင်ဂျင်တော့မလို့ဒီနေ့တော့လောက်ပါပဲအားလုံးကိုနောက်ဗီဒီယိုနောက် vlog တွေမှာပြန်တွေ့မယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့အားလုံးကိုတောင်းဆိုလိုက်ပါတယ်။ subscribe လုပ်လို့လုပ်ဖို့လည်းမမေ့ကြပါနဲ့လို့အားလုံးကျေးဇူးတင်ပါတယ်။ bye bye